မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာနိုင်ငံတွင်နျူကလ িয়ার နည်းပညာဖွံ့ဖြိုးတိုးတက်ရမည်ဟုအချမ်းဖတ်မေအောင်လိုင်းပြောဆိုပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်ရုရှားနိုင်ငံမော်စကိုမြို့မှာရောက်ရှိနေတဲ့အချမ်းဖတ်မေအောင်လိုင်းက Radition Collection Hotel မှာပြုလုပ်တဲ့လူငယ်နှင့်အနာဂတ်မြန်မာသိပ္ပံနှင့်နည်းပညာသိပ္ပံပညာရပ်ဆိုင်ရာအလုပ်ယုံဆွေးနွေးပွဲမှာမြန်မာအနေနဲ့နျူကလ িয়ার နည်းပညာဖွံ့ဖြိုးတိုးတက်ရမယ်လို့ပြောဆိုခဲ့ပါတယ် နျူကလ িয়ার နည်းပညာဖွံ့ဖြိုးတိုးတက်ရေးနဲ့နျူကလ িয়ার စွမ်းအင်ကိုငြိမ်းချမ်းစွာအသုံးပြုနိုင်ရေးတို့အတွက်ဆောင်ရွက်ရမှာဖြစ်ပြီးနျူကလ িয়ার အခြေခံအဆောက်အုံတည်ထောင်နိုင်ရေးအတွက်လည်းကျွမ်းကျင်တဲ့လူစွမ်းအားအရင်းမြစ်တွေလိုအပ်တယ်လို့မင်းအောင်လိုင်ကပြောဆိုထားပါတယ်။နျူကလ িয়ার နဲ့ဓာတ်ရောင်ကြီးနည်းပညာကိုစွမ်းအင်ခန္ဓာအပြင်ကျန်းမာရေး၊စိုက်ပျိုးရေး၊မွေးမြူရေး၊စက်မှုနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးခန္ဓာတွေမှာအသုံးချနိုင်ပါတယ်လို့အကြံဖတ်မင်းအောင်လိုင်ကပြောပါတယ်။ နိုင်ငံပြင်ပမှာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွေဟန်ဆောင်ပြောနေပေမယ့်လက်တွေ့မြန်မာနိုင်ငံမှာအကြံဖက်မရောက်နိုင်ကောင်းဆောင်တဲ့စစ်တပ်ဟာနိုင်ငံအတွင်းရှိဒီမိုကရေစီအရေးနဲ့စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ဆောင်နေတဲ့လူငယ်တွေများစွာကိုတက်ဖြတ်တာဖမ်းဆီးအကျဉ်းချတာတွေပြုလုပ်နေတာပဲဖြစ်ပါတယ်။ကြာပြင်မရောက်နိုင်ရဲ့စစ်တပ်ဟာနိုင်ငံအတွင်းလူငယ်9000ကျော်ကိုမတရားစစ်မှုထမ်းဥပဒေအသုံးပြုပြီးစစ်တပ်ထဲမဝင်မနေရစစ်မှုထမ်းခိုင်းကရှေ့တန်းစစ်မျက်နှာပြင်တွေကိုတောက်လျှောက်ပို့ဆောင်အသေးခံခိုင်းနေတာဖြစ်ပါတယ်။ ဆက်လက်ပြီးကြောက်ဖြူတညောက်ဝတီရေးတက်ဌာနချုပ်အနီးမှာတိုက်ပွဲပြင်းထန်နေပြီးအကြံဖက်စစ်ကောင်စီတပ်သား40ကျော်တေဆုံအကြံဖက်စစ်ကောင်စီတပ်တွေကတော့ကြောက်ဖြူမျိုးနယ်ကိုစစ်အင်အားတွေဖြည့်မလောက်ပါပဲကြားရတဲ့ရွာအနီးမှာအကြံဖက်စစ်ကောင်စီစစ်ကြောင်းကိုအာရကတပ်တော်အေအေကကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့်အကြံဖက်စစ်ကောင်စီတပ်သား40ကျော်တေဆုံခဲ့ပြီးဒဏ်ရာရရှိတဲ့သူတွေအပေါ်တွင်ကျန်တဲ့စစ်ကောင်စီတပ်သားတွေဟာတက်လန့်ကထွက်ပြေးတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်တရုတ်စီမံကိန်းများစွာရှိတဲ့ရခိုင်ပြည်ကြောက်ဖြူမျိုးအရှိတ်မှာရှိတဲ့ တစ်ပုတ်တောင်ရေးတဲ့စက္ကန့်တရားဝတိရေးတဲ့ဌာနချုပ်အနီကကြေးရွာတွေမှာစစ်ကောင်စီတပ်နဲ့အာရကတပ်တော်အေအေတို့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေစီကသိရပါတယ်။စစ်ကောင်စီတပ်ဟောင်းပြီးခဲ့တဲ့စက်တင်ဘာလ24ရက်နေ့ကတရားဝတိရေးတဲ့ဌာနချုပ်အနီအာရကတပ်တော်အေအေထိန်းချုပ်ထားတဲ့ကြာတိန်ဦးကင်းစိုင်းချုံတပ်ဖန်ကကြေးရွာတွေဘက်ကိုအင်အားတရာခန့်ပါစစ်ကောင်စီစစ်ကြောင်းတစ်ကြောင်းထိုးစစ်ဆင်လာခဲ့တာလည်းဖြစ်ပါတယ်။ အဆိုပါစစ်ကောင်စီစစ်ကြောင်းပြားတဲ့ကြေးရွာအနီးကိုရောက်တဲ့အချိန်မှာအာရကတက်တော် AA ကကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်စီတပ်သားခန့်မှန်း40ကျော်တေဆုံးခဲ့ပြီးတော့ဒဏ်ရာရရှိတဲ့သူတွေအပါအဝင်ကျန်တဲ့စစ်ကောင်စီတပ်သားတွေဟာတက်လန်ကထွက်ပြေးသွားကြတယ်လို့ကြောက်ဖြူစစ်ရေးသတင်းရင်းမြစ်တအူးကသတင်းဌာနကိုပြောပါတယ်။ကြောက်ဖြူစစ်မြေပြင်မှာတော့သူထိုးစစ်စင်ကိုထိုးစစ်စင်တလိုမျိုးဖြစ်နေပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတွင်မှလည်းထိုးစစ်စင်လာတဲ့စစ်ကောင်စီစစ်ကြောင်းတကြောင်ကို AA ကကြားဖြတ်တိုက်ခိုက်ခဲ့လို့တေဆုံးနာက40ကျော်ရှိတယ်လို့သိရပါတယ်။ တချို့သူတွေကတော့ထွက်ပြေးလွတ်မြောက်သွားကြပါတယ်။လက်နေခရံတချို့ကိုလည်းအေးအေးခတ်သိမ်းစီရမိကြတာရှိတယ်လို့ကြောက်ဖြူစစ်ရေးတရင်ရင်းမြစ်တအူကတရင်ဌာနကိုပြောပါတယ်။စစ်ကောင်စီဟာကြောက်ဖြူမျိုးမကြရဲ့အတွက်ကြီးရည်လေး drone တွေအပါအဝင်ပြည်သူစစ်မှုထမ်းပါစတွေကိုလည်းထောင်ထဲချီပို့ဆောင်ကစစ်အင်အားတွေပြန်လည်ဖြည့်တင်းထားတယ်လို့သိရပါတယ်။ ီးခဲ့တဲ့စက်တင်ဘာလ17ရက်နေ့ကလည်းကြောက်ဖြူမျိုးရှိတစ်ပုတ်တောင်ရေတက်စခန်းဒညောက်ဝတီရေတက်ဌာနချုပ်ကိုစစ်ကောင်စီတပ်ကရေချောင်းကနေစစ်တင်းမော၃စီနဲ့အင်အားဖြစ်တင်တာတွေပြုလုပ်ခဲ့တယ်လို့ကြောက်ဖြူစစ်ရေးတရင်ရေးမြတွေကပြောပါတယ်အလာတူမျိုးပေါ်ရှိခါရယ34တက်ရင်နဲ့ဂုံချိန်တိုက်နယ်ရှိခါမယ942တက်ရင်တွေမှာလည်းစစ်ကောင်စီတပ်ကစစ်အင်အားတွေဖြစ်တင်ကအာရကတက်တော်အေးအေးတင်ထားတဲ့နေရာတွေကိုထိုးစစ်ဆင်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ် စစ်ကောင်စီတပ်တွေကတော့ကြောက်ဖြူမျိုးနယ်ကိုစစ်အင်အားတွေဖြည့်မလောက်ပါပဲစစ်တင်မောတွေနဲ့ဖြည့်လာတာများပါတယ်သူတို့ကတော့အေအေထိုးစစ်ဆင်တိုက်ခိုက်နေတဲ့သုံးနေရာကိုပြန်ပြီးတော့ထိုးစစ်ဆင်လာတာပေါ့အဲ့ဒီလိုထိုးစစ်ဆင်လာတော့ကြာဆုံးမှုတွေကပိုများတာဖြစ်ပါတယ်လက်နက်ကြီးတွေကတော့တပ်ရင်းတွေစစ်တင်မောတွေကပြစ်ခတ်တာပိုများပါတယ်လို့အေအေနဲ့နှီးစက်တဲ့စစ်ရေးသတင်းရင်းမြစ်တအူကသတင်းဌာနကိုပြောပါတယ် အာရကတက်တော်အေအေဟာကြောက်ဖြူမြို့နယ်ရှိအမှတ်32ရဲတပ်ရင်ဒညဝရီရဲတပ်ဌာနချုပ်နှင့်မလာကျွန်ချင်းရွာအနီးရှိကာကင်းစခန်းတွေကိုစစ်မျက်နှာသုံးခုဖွင့်ကာထိုးစစ်ဆင်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။အဆိုပါနေရာတွေကိုစစ်ကောင်စီတပ်ကပြန်လည်ခုခံဖို့အတွက်စစ်အင်အားတွေဖြည့်တင်းနေတာဖြစ်ပြီးအာရကတက်တော်အေအေသိမ်းထားတဲ့ကာကင်းစခန်းတချို့ကိုလည်းပြန်လည်သိမ်းပိုက်ဖို့အတွက်တရုတ်ထုတ်နည်းပညာမြင့်ဒရုန်းတွေကိုအသုံးပြုကာထိုးစစ်ဆင်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလ15ရက်နေ့ကလည်းစစ်ကောင်စီဟာ6ဖြူမြို့နယ်အမှတ်32ရဲတပ်ရင်းအနီးရှိဗာရကတပ်တော် AA ထိန်းချုပ်ထားတဲ့နှမ်းဖဲတောင်မင်းတက်တောင်ကာကင်စခန်းတွေကိုထိုးစစ်ဆင်လာတာကြောင့် AA နဲ့ထိတွေ့တိုက်ပွဲတွေဖြစ်ပွားကာ အကြဆုံးများစွာနဲ့ပြန်လည်ဆုတ်ခွာသွားကြတယ်လို့လည်းသိရပါတယ်။စစ်ကောင်စီတပ်ဟာအဆိုပါတိုက်ပွဲတွေအတွင်းဒဏ်ရာရရှိတဲ့သူတွေကိုကြောက်ဖြူမြို့အခြေစိုက်ခလာရ34တပ်ရင်းနဲ့ကြောက်ဖြူမြို့ပေါ်ရှိဂရင်200ဆက်ပြည်သူစေယုံကိုစေကူတာဖို့အတွက်ပို့ဆောင်နေရတာဖြစ်ပြီး လက်ရှိမှာစီးကူးသားဖို့အတွက်နေရာမလုံလောက်တာကြောင့်စစ်တွေနဲ့ရန်ကုန်စစ်ရုံတွေကိုလည်းထပ်မံပို့ဆောင်နေရတယ်လို့သိရပါတယ်။အာရကတပ်တော် AA ဟာကြောက်ဖြူမြို့နယ်ကိုပြီးခဲ့တဲ့ဖေဖော်ဝါရီလ20ရက်နေ့ကစတင်ကထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီးကြောက်ဖြူမြို့နယ်ကကြီးရွာတွေအကုန်လုံးနှိပါကိုလည်းထိန်းချုပ်ထားနိုင်တာဖြစ်ပါတယ်။ကြောက်ဖြူမျိုးမှာဒညဝတီရေတပ်ဌာနချုပ်ခလာရ34ခမာရ942ခမာရ943အမှတ်32ရေတပ်ရင်တောင်မော်ကြီးရေတပ်စခန်း အုံကျွင်ရေတပ်ဌာနခွဲတို့ရှိပြီးရေတပ်အင်အားကောင်းတဲ့မြို့နယ်တစ်ခုဖြစ်တဲ့အပြင်တရုတ်စီမံကိန်းများစွာရှိနေတဲ့မြို့တစ်ခုလည်းဖြစ်ပါတယ်။ဆက်လက်ပြီးကြောင်မဲမြို့မှာတိုက်ပွဲတွေပြင်းထန်နေပြီးအကြံဖက်စစ်ကောင်စီတပ်ထိခိုက်သေးဆုံးမှုများနေကြောင်မဲမြို့ကိုထိန်းချုပ်ထားနိုင်စေဖို့ TNLA ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မင်းမြို့ကိုထိုးစစ်ဆင်နေတဲ့စစ်ကောင်စီတပ်နဲ့တိုက်ပွဲတွေပြင်းထန်နေပြီးနှစ်ဖက်တိုက်ခိုက်မှုတွေရှိနေတယ်လို့တောင်တပ်မတော် TNLA ရဲ့ပြောရေးဆိုခွင့်ရှိသူလွှဲရည်ဦးကသတင်းဌာနကိုပြောပါတယ်။ စစ်ကောင်စီတပ်ဟာကြောင်မဲမြို့စီကိုအင်အား900လောက်နဲ့စစ်ကြောင်းထိုးနေပြီးလက်တလုံးမှာကြောင်မဲမြို့နယ်ကနာခံနေစခန်းသာကြီးရွာတွေမှာတိုက်ပွဲပြင်းထန်နေတယ်လို့ခွေးရီဦးကပြောပါတယ်။လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ကြီးရွာတွေဟာကြောင်မဲမြို့နယ်ရှစ်မိုင်လောက်ခန့်ကွာဝေးပါတယ်။လောလောဆယ်မှာတော့စစ်ကောင်စီတပ်တီကျမတို့ကိုတာလွန်အင်အားနဲ့ထိုးစစ်ဆင်နေတာမျိုးတွေရှိပါတယ်။ အတီကကလက်နက်ခရမ်းတွေပြီးတော့လေကြောင်းကတဆင့်ပုံကျဲတိုက်ခိုက်တာမျိုးလက်နက်ကြီးတွေပစ်တာမျိုးဒရုန်းနဲ့တိုက်ခိုက်တာမျိုးအင်အားအလုံးကြီးနဲ့ခြိတက်ပြီးတော့မှတိုက်ခိုက်တာမျိုးတွေရှိတယ်။လောလောဆယ်မှာတော့ပြီးခဲ့တဲ့ဒီလမှာဆိုခြိတက်တာတော့အယောက်300ရှိပါတယ်။ထပ်ပြီးတော့မှဒီကြားထဲမှာဖြည့်တင်းတာမျိုးရှိပါတယ်။လောလောဆယ်တော့သူတို့အင်အားခန့်မှန်း900ဝန်းကျင်လောက်ရှိမှဖြစ်ပါတယ်လို့ TNL ရဲ့ပြောရေးဆိုခွင့်ရှိသူလွှေးရည်ဦးကပြောပါတယ်။တိုက်ပွဲအတွင်းမှာနှစ်ဖက်ထိခိုက်ကြဆုံးမှုတွေရှိပြီးစစ်ကောင်စီဘက်ကထိခိုက်တာမျိုးတွေပိုရှိတယ်လို့လည်းဆိုပါတယ် လက်တလုံးမှာကြောင်မဲမြို့နယ်မှာတိုက်ပွဲတွေပြင်းထန်နေတာကြောင့်ကြောင်မဲမြို့ကအများစုဟာဒီဆက်ရဒေသတွေမှာသွားရောက်တိမ်းရှောင်နေကြတယ်လို့လည်းတွေးရည်ဦးကပြောပါတယ်။တချို့ကတော့ဆက်ရှိနေပါသေးတယ်။လူတို့ကမြို့ပေါ်မှာလည်းဆက်ရှိနေတာမျိုးတွေရှိပါတယ်။အတိကကတော့လုံးလုံးစေကတော့လေးချောင်းကိုပဲတည်တည်ထားပြီးတော့မှစောင့်ကြည့်ရမယ့်အနေအထားမျိုးရှိတယ်။ကျန်တဲ့အပိုင်းကတော့လက်ရှိမှာတော့ကျမတို့ထိန်ချုပ်နိုင်စေဖြစ်ပါလေလို့၎င်းကဆက်ပြောပါတယ်။ စစ်ကောင်စီဟာကြောင်မေမြို့ကိုလေကြောင်းကနေအပြင်းထန်တိုက်ခိုက်နေတာကြောင့်ပြည်သူတွေအနေနဲ့လေကြောင်းရံနဲ့လုံခြုံရေးတည်ထားကြဖို့လည်းတိုက်တွန်းပါတယ်။အထူးသဖြင့်တိုက်ဝဲကတော့မြို့နယ်နီးစပ်လာတာနဲ့အမျှစစ်ကောင်စီသည်ဒီမြို့ကိုပဲအဓိကကပြစ်မှတ်ထားတိုက်ခိုက်လာနိုင်တဲ့အခြေအနေဖြစ်တဲ့အတွက်ကြောင့်လုံခြုံရေးကိုအမြဲတမ်းရှိဖို့လိုတယ်။ကာကွယ်ရေးလမ်းညွှန်တွေကိုလိုက်နာဖို့လိုအပ်ပါတယ်လို့ TNL ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လမှာနောင်ချိုမြို့ကိုပြန်လည်သိမ်းယူပြီးတဲ့နောက်ဩဂုတ်19ရက်ကစပြီး ကြောင်မဲမြို့နယ်နောင်ပိန်တိုက်နယ်ကိုစစ်ကောင်စီတပ်စစ်ကြောင်းဝင်ရောက်လာပြီးနောက် TNL PDF ပူးပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်တိုက်ပွဲဆက်တင်ဖြစ်ပွားခဲ့တာပါ။ကျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။